အားလုံးပဲမင်္ဂလာပါရှင်အဲကျမတို့ဟိုပြည်သူ့ရှေ့ဆောင်ပါတီရဲ့ပေါ့နော်2025ခုနှစ်ရွေးကောက်ပွဲချိန်ညစတမ်းပေါ့ရှင်အဲ့ဒီမှာဘာဒီပါလဲဆိုတာလေးကျမအတူချုပ်ပေါ့နော်မာတိကာလေးကိုကျမဖတ်ပြချင်ပါတယ်အဲကျမတို့မာတိကာမှာအမာတိကာအပိုင်းတစ်ကတော့ပြည်သူ့ပန်ချားလွာဖြစ်ပါတယ်ရှင်အဲပြည်သူ့ပန်ချားလွာထဲမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌပေါ့နော်ကျမဖြစ်ပါတယ်ဒေါက်တာတက်တက်ခမ်းကနေပြည်သူ့ပန်ချားလွာဆိုပြီးတော့မှာ အဲကျွန်တော်တို့ထက်သွင်းအဲဖော်ပြထားတာဖြစ်ပါတယ်။နောက်နောက်တစ်ခုကတော့ပြည်သူ့ရှေ့ဆောင်ပါတီမှပြည်သူတို့ဂရိကပုတ်တင်ပြချက်မိတ်ဆက်ဆိုပြီးတော့မှအဲကျွန်တော်တို့ရဲ့ဒီ2025ခုနှစ်အတွက်ဂရိကပုတ်တွေပေါ့နော်မဲဆန္ဒရှင်ပြည်သူတွေပေးတဲ့ဂရိကပုတ်တွေကိုအဲတင်ပြမိတ်ဆက်ထားတဲ့အချင်းချုပ်လေးဖြစ်ပါတယ်ရှင့်။အဲ့ဒါပြီးတော့မှလူထုဘဝလက်ငင်းမြင့်တင်ပေးမိတကယ့်ဒီမိုကရေစီပေါ့နော်။နောက်အင်္ဂလိပ်လိုပြောလို့ရှိရင်တော့ democracy that delivers ပေါ့။ဆိုလို့ရှိရင် အဲဒီမိုကရေစီလို့ပဲအဲပြောနေပြီးဒီမိုကရေစီခေါင်းစဉ်နဲ့ပဲတတ်နေတာမဟုတ်ဘဲနဲ့ဒီမိုကရေစီအဲကြကြပေါ့နော်ကျွန်တော်တို့ဆောင်ရွက်ဆရာရှိတာတွေဆောင်ရွက်ပြီးပြည်သူလူထုကိုအမှန်တကယ်အကျိုးရှိစေမဲ့အဲဒီမိုကရေစီမျိုးကိုပြောတာဖြစ်ပါရဲ့ရှင်အဲနောက်တစ်ခုကတော့မရေရာသောအနာဂတ်အတွက်တေချာသော လုပ်ငန်းလမ်းစဉ်ဆိုပြီးတော့မှအဲကျွန်တော်တို့ကအဲဘာပဲပြောပြောပေါ့နော် ကျွန်တော်တို့ကဘယ်တိုင်းပြည်မဆိုပါရှင်အဲဘယ်တိုင်းပြည်မဆိုပိုင်းခင်းသောလမ်းကိုခင်းရတာအ ရှားပါတယ်အဲဆိုလို့ရှိရင်ကိုယ်တိုင်းပြည်ကိုတီဆောက်ကြရတာတီထောင်ကြရတာဖြစ်ပါတယ်ရှင့်အဲ့လိုအချိန်မှာဒီအနာဂတ်မှာမရင်ရတဲ့မရင်ရမတိတ်ချာမှုတွေပေါ့နော်အဲကျွန်မဘာကိုပြောချင်လဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်တော့ကဘာကြီးမှာစစ်မဲ့တွေဖြစ်ပွားနေတယ်အဲစစ်မဲ့ကျွန်မတို့ပြည်တွင်းမှာတော့ပြည်တွင်းလက်နက်ကင်ပြိပခါပေါ့နော်ဒါအဲလွတ်လပ်ရေးနဲ့အတူပေါ်ပေါ်ပေါက်လာပြီးတော့နှစ်ပေါင်း80 80နီးပါးရှိနေတာပေါ့နော်အဲသို့တော်လည်း အဲအဲ့ဒါကတော့ပြည်တွင်းကိစ္စပေါ့ရှင်ဆိုလို့ရှိရင်နိုင်ငံတကာကိစ္စကိုပြောလို့ရှိရင်လည်းကျွန်တော်တို့နိုင်ငံတစ်ခုနဲ့တစ်ခုစစ်မှတ်တွေဖြစ်ပွားနေတယ်အဲစစ်မှတ်စစ်မှတ်တွေဖြစ်ပွားဖို့တာဆူနေကြတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်ပါတယ်တော့အဲ့ဒါကြောင့်မလို့ဒီလိုစစ်မှတ်တွေဖြစ်ပွားလို့ရှိရင်အဲကျွန်တော်တို့စီးပွားရေးစီးပွားရေးတွေကိုလည်းကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးတွေကိုလည်းရိုက်ခတ်မယ်အဲနိုင်ငံစီးပွားရေးရိုက်ခတ်ရင်ပြည်သူလူထုရဲ့အိမ်အောင်စုတစ်ခုချင်းစီရဲ့ပြည်သူလူထုရဲ့ဘဝတွေကိုလည်းရိုက်ခတ်နိုင်တာဖြစ်ပါတယ်ရှင့်အဲ့ဒါကြောင့်မလို့ အဲကျမတို့ကမရေရသောအနာဂတ်ဆိုတာအဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်မရေရသောအနာဂတ်အတွက်တေချာသော လုပ်ငန်းစဉ်ပေါ့နော်ကျမတို့ဟိုကျမတို့ပါတီအနေနဲ့အဲမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဲရေးဆွဲထားတဲ့လုပ်ငန်းစဉ်တွေကတော့ကျမတို့တေချာပေါက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ဘေးများအလွန်ပြန်လည်ထူထောင်ရမည့်မြန်မာအနာဂတ်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံဟာအဲ အဲကျွန်တော်တို့ကခုနပြောတဲ့လက်နက်ကင်ပြိပခပေးတယ်အဲပြီးလို့ရှိရင်နိုင်ငံရေးအရသဘောထားကွဲလွဲပြီးတော့မှအဲတော်လန်ရေးဆိုပြီးခေါင်းစဉ်တက်ပြီးတော့မှအဲဒီလုံခြုံရေးကျိုးပေါက်နေတာတွေပေါ့နော်ပြည်သူလူထုအားမှာလုံခြုံရေးအရစိန်ခေါ်မှုရှိနေတဲ့ကိစ္စတွေအဲနောက်တစ်ခုကတော့သဘာဝပေးပါရှင့်အဲခုနကတော့စစ်မဲ့ပေးပြိပခပေးပါနောက်တစ်ခုကတော့သဘာဝပေးပါရှင့်သဘာဝပေးကကျွန်တော်တို့2023ခုနှစ်မှာ မေလမှာကျွန်တော်တို့မောခမုံတိုင်းနဲ့ကြုံခဲ့ရတယ်ပြီး2024ခုနှစ်စက်တင်ဘာလမှာအဲဒီယာကီမုံတိုင်းပေါ့နော်ဗီယက်နမ်တို့တိုက်တီတောင်တရုတ်ပင်လယ်ဘက်မှာတိုက်တဲ့မုံတိုင်းကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒေတာတော်တော်များများမှာရေကြီးရေရှမ်းတဲ့ဒဏ်တွေကျမတို့ဘေးတွေခံစားခဲ့ရပါတယ်။နောက်ပြီးလို့ရှိရင်2025မတ်လမှာတော့မန္တလေးငလျင်ကြီးပေါ့နော်။အဲဒါကိုခံစားခဲ့ရတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီနိုင်ငံအဆင့် ပြင်းထန်တဲ့သဘာဝဘေးတွေကို၃နှစ်ဆက်တိုက်လက်ခံစားခဲ့ရတယ်။အဲပြီးလို့ရှိရင်လည်းကျွန်တော်တို့ပြည်တွင်းပြည်ပခါတွေလက်နက်ကင်ပြည်ပခါတွေဖြစ်နေတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ပြည်တွင်းမှာပဲနိုင်ငံရေးအရာသဘောထားကွဲလွဲပြီးတော့မှလက်နက်ကင်လမ်းစဉ်ကိုအဲတွားနေကြတဲ့အဲလူငယ်တွေလည်းရှိနေတာပေါ့နော်ဒီလိုမျိုးအခြေအနေမှာအဲကျွန်တော်တို့ဒီဘေးတွေအလွန်မှာကျွန်တော်တို့ပြန်လည်ထူထောင်ရမယ့်အဲကိစ္စတွေရှိပါတယ်အဲဒါကြောင့်မလို့ဘေးများအလွန်ပြန်လည်ထူထောင်ရမည်မြမအနာဂတ်ဆိုပြီးတော့မှကျွန်တော်တို့ အရေးသားဖော်ပြထားတာဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့ဒီမာတိကာကိုပေါ့နော်မာတိကာကိုအပိုင်းတစ်ကိုပြောတာဖြစ်ပါတယ်ရှင်ပြည်သူတို့ပန်ကြားလွှာဆိုပြီးတော့မှအဲကျမတို့ခေါင်းစဉ်၅ခုပေါ့နော်ပြန်ပြီးတော့မှဖတ်ပြရရင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌမှပြည်သူတို့ပန်ကြားလွှာပြည်သူ့ရှေ့ဆောင်ပါတီမှပြည်သူတို့ဂတိပြုတင်ဆက်ချက်တင်ပြချက်မိတ်ဆက်ပါရှင်နော်လူထုဘဝလက်ငင်းမြင့်တင်ပေးမည်တကယ့်ဒီမိုကရေစီ မရေရာသောအနာဂတ်အတွက်တေချာသော လုပ်ငန်းလမ်းစဉ်ဘေးများအလွန်ပြန်လည်ထူထောင်ရမည့်မြမအနာဂတ်ဆိုပြီးတော့မှ ဖော်ပြထားတာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်